ဘကိုးတိုင်းအုပ်တွင်းမြို့နယ်တာကရကြီးရတောင်ချောင်းမှာအယံမူးပြီးရန်ကားတဲ့တက်တော်80ရွယ်ကြောက်တိုင်ဖုန်ကြီးကိုမူးယင်ရန်ကားမှုနဲ့ဖမ်းဆီးထားတယ်လို့ဒေသခံတွေစီကသိရပါဗျ။မေ16ရက်ညနေ9:00ခန်းကလေးကတာကရတောင်ချောင်းဆရာတော်တက်တော်80ကျော်ဝါတော်30ကျော်ရှိဦးစံဒီမာဟာအရက်သေးတာတောက်စားပြီးမူးယင်ရန်ကားနေတာကြောင့်ရွာကန်တွေကမြို့နယ်သာသနာထိမ့်သိမ်းဆောက်ရှောက်ရေးအဖွဲ့ကိုအကြောင်းကြားခဲ့ပြီးအဖွဲ့ကတွားရောက်စစ်ဆေးပြီးနောက်လူလူလဲကရဲကိုဖမ်းဆီးခန်းလိုက်တာလို့ဒေသခံတအူးကပြောပါဗျ။ ြင်းနဲ့ထောင်းနေကြတယ်။ဒီပြင်းနဲ့ခြားတယ်သူကဒီနေ့ကိုအဲဒီကွမ်းလွယ်အပြာအလုံးဝယ်ပြီးနေသေးတယ်တော့။ဘုံမူရရမှာလည်းထဲတာလေ။ဒီလေရမလဲကိုခေါ်ပြီးရေးလာတယ်။ရေးရဖို့ဂျာအလာကျေဖန်းစီမခံရခင်မှာဥစံတီမှာဟာဓာတ်ကင်ပြီးကျင်းဝါတာတွေလည်းလုပ်ခဲ့တယ်လို့ဆိုပါတယ်။ဓာတ်ကင်ပြီးတော့ဒီမှာချက်မခုတ်မတက်မလို့ပေါ့။သူကဓာတ်ကင်ရနေဆိုတော့ဆွတ်တော့မဟုတ်ဘူးလား။ဘဝလည်းလက်နဲ့ကင်ပြီးရမှာမဟုတ်လား။ဟောကာ ကိုယ်ဆင်းရဲကိုလောင်ရလောင်းခေါ်ဖုံးပြောလို့ပါလို့လို့ပေါ့ဆင်းရဲသူဟာရခင်ကလေးကတောက်စားနေတတ်တာကိုရွာကန်ဒီကမြို့နယ်သားထိန်အဖွဲ့ကိုဖုံးဆက်တိုင်ကြားခဲ့တာတွေရှိခဲ့တာကြောင့်အကြိမ်ကြိမ်သတိပေးခဲ့ပေမဲ့လိုက်နာတာမရှိဘဲဓာတ်ကင်ရမ်းတဲ့အခြေအနေထိဖြစ်လာတာလို့သိရပါဗျ။ရခင်ကတာကရတောင်ကျောင်းမှာတန်ခါ၅ပါးခန့်ရှိခဲ့ပြီးအခုလိုလုံရက်တွေကိုမကြခဏလုတဲ့အတွက်ဒဏ်မခံနိုင်တော့ဘဲအခြားကျောင်းကိုပြောင်းရွှေ့ကြတယ်လို့လူထွက်ကြတာတွေလည်းရှိခဲ့တယ်လို့သိရပါဗျ။ မြို့နယ်သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကအုတ်တွင်းမြို့မှရေစခန်းကိုအက်လိုက်တာကြောင့်ရေအဖွဲ့ကမူးယစ်ရန်ကောက်မှုနဲ့အမှုဖွင့်ကအချုပ်ခန်းထဲမှာထိန်းသိမ်းထားပြီးတရားစွဲဆိုဖို့ပြုလုပ်နေတယ်လို့သိရပါဗျာ။